အစောခိုင်းကိုရတဲ့နဲ့မမ YouTube channel လေးကနေ nutrition ကျူစွာခိုက်ပါလေဒီနေ့လေးမှာတော့နန်းနန်လေးကဆရာကြီးမောက်ခင်မဲတနုပြုရေးသားထားတဲ့စကားသမုတ်ရားစကားသမုတ်ရားဆိုတဲ့စာအုပ်လေးရဲ့အပိုင်း15ကိုဆက်လက်ရွတ်ဖတ်ပြပေးမှာဖြစ်ပါတယ်နားဆင်ခံစားပေးကြပါအောင်နော်တန်တူကြောင့်ွယ် တခါကတငယ်ချင်းတယောက်နဲ့အကန်းထဲမှာ စကားပြောနေစဉ်ရေဒီယိုမှသူ့မောင်ဤပန်းဦးပန်းမဲသူသချင်းလေးလာပါတယ်ပြိုခင်မဲအရင်ချက်ရမို့ဆင်းလိုက်မယ်လေဟုအပိုက်တို့ရောက်တော့ကတငယ်ချင်းကဟေ့ဆင်းလိုက်မယ်ဆိုပါလားကွာပေါ်တရာရေးတဲ့ဆင်ပန်းမဟုတ်ဆိုဝတ္ထုတွေကလို့ဆင်းလိုက်ပန်းမှာ ထမရဲ့ဟူရည်စရာပြောလိုက်ပါတယ်ကျွန်တော်မမူသူမောင်ဤသချင်းတန်ကလေးကိုစင်နူပီချစ်သူကိုပန်ဦးပန်စင်မြင်လူလွင်ပြိုဤရုပ်တင်ကို မြင်ရောက်လာတော့မလို့ခန်းစားနေရာဆဲတွင်ရုပ်တရက်ပေါ်လာတော့ငယ်ချင်းဤစကားတန်ချောင်းမျက်စီထဲမှာစင်လိုက်ဖန်နေပုံကြီး မတော်တတော်မြင်ရောက်လာပြီးအရသာပြတ်သွားပါတယ် တရားခံကိုဝေးဝေးလန်းလန်းရှားကြမလို့ပါစင်လိုက်ဟူသောစကားကြောင့်ပင်ဖြစ်ကြောင်းသိတာပါတယ်တချင်းလည်းကစင်လိုက်သည်ပန်းစင်ပေးလိုက်သည်ဟူသောအတိတ်ပဲဆောင်းပါသည်တကယ်ချင်းပြောသောစင်လိုက်ကတော့သို့သူမဟုတ်စင်လိုက်ဖန်သည်ဟူသောအတိတ်ပဲဆောင်းပါတယ်တန်တူပြီးအတိတ်ပဲ꿰သောစကားများဖြစ်သည်သူစကားများကိုတန်တူကြောင်း꿰ဖို့ခေါ်သည် ကိုလန်းကိုရှောက်သူလန်းသူရှောက်လာသူနှစ်ဦးသည်လမ်းနှလမ်းဆောင်သည့်နေရာတွင်အတူပေါင်းဆောင်ခဲ့သောကိုလန်းနှင့်ကိုရေလျားပြောင်းလဲလာသော စကလုံးနှလုံးသည် ထိုနေရာတွင်အတန်တဘောရအတူတူဖြစ်သွားတတ်ပါれထိုခါတွင်ထိုစကလုံးနှလုံးသည်တန်သူကြောင်းငယ်များဘွားသို့ရောက်ရပါれဆိုပါစို့စိတ်တဟုသောပါဠိစကားတစ်လုံးရှိသည် အာယုံကိုတိတဲ့သောတဘောဟုအတိပယ်ရသည်စိတ်ဆိုသောစကားတစ်လုံးရှိသည် ထိုစကားလုံးနှလုံးသည် သူကြီးဆိုလျင်ဘာမှဆက်ဆက်မိစရာမရှိပါ သို့သောစိတ်ဓာတ်ကိုမြမာကမွေးစားယူလိုက်ပြီးစိတ်ဟုမြမာမှုပြုလိုက်သောကထိုစကားလုံးနှလုံးသည်အတန်တဘောရာပေါင်းဆောင်သွားရသည်အတန်သူသွားရသည်ဤဤအဖြစ် တန်သူကြောင့်ွက်ဘဝရောက်သွားရပါတော့တယ် ကံရှိကံချင်းနဲ့ကံတော့ပစက်သေးကတော့လမ်းတော်ဆက်တပြေစတဲ့ပြေအလားတူတန်သူကြောင့်ကမြမြမစကားတဲ့တွင်များစွာရှိပါတယ်တဖန်မူလကစကားတစ်လုံးဒီဤအနတ်အိဘယ်ကွယ်များဖြစ်တော်လဲထိုအနတ်အိဘယ်ချင်းတခုနဲ့တခု အလံဝိတော်ကအဆက်ဆက်မထင်ရှားတော့ပဲတန်သူကြောင့်ွယ်စကားနှလုံးဟူမှတ်ယူကြသည်လည်းရှိပါတယ် တာဟုသောမြန်မာစကားကိုကြည်ပါတောင်ငုံဟုလည်းအတိတ်ပဲရသည်တောင်ဝဲရတောင်ဘက်ဟုရလည်းအတိတ်ပဲရသည်သူစကားလုံးနှလုံးကို တန်သူကြောင့်ကွဲစကားလုံးနှလုံးဖြင့်မှတ်ယူနေကြပါပြီဘုရားကမူရှင်တို့သည်စကားတစ်လုံးနဲ့ဤအနဘိတ်ပဲကွဲများဖြစ်သည်ဟုပညာရှင်တို့ဆိုကြသည်မြန်မာတို့သည်မြန်မာနိုင်ငံအတွင်သို့မရောက်မီအရှတ်လက်အလဲပိုင်းတွင် နေစင်ကမြောက်ဘက်တွင် တောင်မမြောက်သို့စီးသင်းနေသောဟိုအင်းဟိုမြေကြီးရှိပြီးတောင်ဘက်တွင်ဘယန်းခါရဥရခေါ်တောင်နှမ်းကြီးရှိရယ်မြောက်ရက်တည်မြင့်အောက်ဘက်ဖြစ်သည့်အတွက် မြင့်အောက်ဟုခေါ်သည့်မြန်မာတို့မြန်မာနိုင်ငံထဲသို့ရောက်လာပြီးပကံခေတ်မှပင်မြောက်အရက်ကိုမြင့်အောက်ဟုခေါ်သည်နောက်မှမြောက်ဟုပြောင်းသွားသည် ဖုန်နာတောင်ရက်ကို တောင်ရှိတကိုအစွဲပြုရဲ့တောင်ဟုခေါ်ခြင်းဖြစ်သည်ဟုပညာရှင်တို့ဆိုကြသည် ထို့ကြောင့်တောင်ဟုသောစကားသည်မူလကတောင်ကိုတောင်ရက်ဟု၍အနတ်တိတ်ပဲနှမျိုးလုံးရသောစကားတစ်လုံးနှင့်ဖြစ်သည် နောက်ပိုင်းတွင်အတိတ်ပဲခြင်းအဆက်ဆက်မထင်ရှားတော့ပဲတိချစကလုံးနှလုံးဟုယူဆကတန်သူကျောင်းဝဲအဖြစ်မှတ်ယူခြင်းဖြစ်ပါတယ် ပါသာပိရအတပိရပြညာရှင်များကတန်တူကြောက်ွက်များကို စိတ်ဝင်စားကြပါတယ်။စကားတလုံးတွင်အတန်တစ်ချက်ထွက်တော့ဧကဝနစကားလုံးမျိုးကျေဝါသောပါသာစကားများ အဆုံးပြည့်စုံမရှိသောပါသာစကားများတွင်တန်တူကြောက်ွက်များပုံများသည့်ဟုဆိုကြပါတယ်။ထိုချက်နှစ်ချက်လုံးနဲ့ကိုင်းညီသောမြမစကားတွင်တန်တူကြောက်ွက်အလွန်များပါတယ်။ တန်သူကြောင့်ကွယ်ဆိုရနိုင်အတန်လဲသူအရေးလဲသူတော့တန်သူကြောင့်ကွယ်မျိုးစိတ်ကံတောင်းစသည်အတန်သူတော်လဲအရေးကွယ်တော်တန်သူကြောင့်ကွယ်မျိုးချင်းချင်းခိခတ်ချင်းရင်စသည်ဟူ၍ကွယ်ပြပါတယ်တန်သူကြောင့်ကွယ်များသည်အနရိပ်ပဲကွယ်တော်လဲအတန်သူသည်တဆုပ်ထွေးမှုဖြစ်ပါတယ်စိတ်တခုရုပ်ကိုယ်စေဟူသောစကားကိုတတကဆောင်လိုပါတယ် စိတ်တခုရုပ်90ဆိုဒီမှာစကုနာနဝူတူဟူတော့ပါလိစကားကိုတိုက်ရိုက်မြန်မာပြန်ထားခြင်းဖြစ်တဲ့90မှာတခုရောတနည်းအားဖြင့်89ဟူဆိုလိုခြင်းဖြစ်တဲ့စိတ်တခုရုပ်90ခုပင်ဖြစ်တဲ့သို့တော်ရုပ်ဆိုသောစကားကရုပ်ဆိုသောစကားနှင့်တန်တူကြောင်းကွဲဖြစ်နေသည့်အပြင်ထိုရုပ်ကလည်းစိတ်နှင့်ဆက်သွယ်နေပြန်သောကြောင့် ိတ်တခုရုပ်90ဟု အမှန်မှာကစိတ်တခုရဲ့ရုပ်က90လောင်းရှိသည်ဟု အလွဲလွဲမှမှပြောကြခြင်းဖြစ်ပါတယ်တို့တို့လွဲမှခြင်းဤအကြောင်းရင်းကိုရှာကြည့်လည်းရင်ရုပ်ရုပ်ဟုသောတန်တူကြောင့်ပဲကြောင့်ဖြစ်ကြောင်းထင်ရှားပါတယ်တို့တို့ချုပ်တွဲမှု အသင့်တင်ရှိသောများသောအခြင်းသူစကလုံးများဤစကားဆက်ဆက်ပတ်ဝန်းကျင်မချုပ်ထွေအောင် ခွဲခြားပြည့်တဲ့မြဲဖြစ်ပါတယ်။တောင်ကုန်းနဲ့တောင်ဘက်ကဲ့သို့စကလုံးအမျိုးအစားနန်ကျင်းတူစေကမူတောင်ဘက်တောင်ကုန်းဟုစကားဆက်ဆက်နဲ့တွဲသုံးလိုက်ရင်လည်းအတိတ်ပဲကွဲသွားပါပြီ။စိတ်တန်တန်နဲ့ခွဲစိတ်ကြိယာကိုလည်းတော့စကလုံးအမျိုးအစားမတူလျင်လည်းထုံမတူမှုကပင်အတိတ်ပဲကွဲပြားနိုင်ပါတယ်။အရေးမတူရင်လည်းတိတိကျကျကွဲပြားနိုင်ပါတယ်။ ်အတန်တူပြီးအရေးကွက်သောတန်တူကြောင့်ွက်များကိုအုပ်အုပ်ကျက်ပြန်တိကျမြပြမှုရွာချမိမာချတို့ဟိကျွညာညာမြညာစံတစတဲ့ဖြစ်ပလိဆိုင်အချင်းတွင်ဥပျော်ဆဆူတာသည့်မိသူမြမကပြစာစုများက ခွဲထားအဖြစ်ရှင်တဲ့ဆဆူကခွဲချပြခဲ့ကြသည်မဟုတ်ပါလောတန်တူကျောင်းဝဲများသည့်အာနိသင်ထမဲ့သည် ိတိမိမိကြုံနေရင်အယောင်အသွေးမြူးချဝင်လက်လာကအထုသည်ဖြင့်ရှင်မှုသောအရာတာကိုပေးဆက်နိုင်သည်ထေသောငါသောတော်သောတန်ကိုမြည်စေနိုင်သည်ဒီစရာအဖြစ်ပြောကြသည့်စကားလုံးများကိုကြည်ပါဘယ်စင်းရပါမလဲလက်ကားဖြုတ်ထားတာကိုချောင်းဆုံးနေရင်မြေဖက်ကလှဲသွားပေါ့သားနာတယ်ဆိုတော့အဖေလှုပ်စင်းလို့ပေါ့ စသဖြင့်စကားများတဲ့ရှင်မှုပွဲအငွေတက်များပါနေသည်မဟုတ်ပါလောဥတ္တကယာမယကံတွင်ယာမမင်းသားကိုမြင်သော အပြုတ်ကလေးများအစင်ချင်းပြောကြပုံကိုဖွဲ့ရနိုင်ညင်းနေဆက်မှတ်လိုက်တဲ့နောက်ခါရှုံကောင်းကိုငုံ၍ရှုံအောင်ပြောတော်လဲညီးမှုပြောကြောလီတာမှတ်ထင်းရှုံချင်းပါဘူးဟုယုံနေယုံကို ထိထိမိမိရှင်တဲဖွဲ့ဆိုလိုက်သည်တဲ့ ရှင်းမြူနစ်တက်ပွဲဖြစ်ရသည်မဟုတ်ပါလောထို့အတူအခြားစာတို့များဤဂုံများဂုံဖြင်းဂုံညံများသာဖြစ်ကြောင်းဖွဲ့ရတွင်စုကန်တီပညာနှင့်စာစုတွေတွင်ငါလို့စာစုဂုံခန့်တီတန်စီရင်ဝင်မြင့်ကရကုံတီခုဂုံဟာရခါရဆောင်လိမ့်မည်ပေါ့တပိကုံစကုကုံလွယ်အိတ်ကုံများနဲ့မြင်းစနီကုံဂုံမင်းပင်ဂုံခါပင် သတ်သက်ဖြင့်ခုံနဲ့ကုံကိုခွဲကြကသရောကန်ချောက်လိုက်ပုံမှာလဲချိမိလာသည်မဟုတ်ပါလောဥပုံညာကလည်းပြန်ပေးမြမစာတွင်တိုက်အကြောင်းရေးရနိုင်တဝတရဏတိုက်ဖရာတိုက်ဇာတိုက်ဟူရဲ့တိတိကံကံစာပြီးနောက်ပိုင်းနဲ့နာနာဘဝရှိသည်မြတိုင်ဟောင်းစာပူတောင်းတိုင်ဆေရက်တိုင်ဝတ်ထိုက်ကြတိုင်မချန်ဟူဆိုလိုက်ခြင်းဖြင့်တချင်းကွဲပြားသွားပြီးတော်တော်တန်ထိရှားလာရသည်မဟုတ်ပါလော တရားမောင်ထင်ကလည်းဆက်เสียပဲမကြံတော့အောင်ဖြစ်ရပုံကိုဖွဲ့ရနိုင်ဆက်ရောအစိပ်ပင်မကြံတော့သည်တရားသီးနဲ့နိုင်ရေဖွဲ့ပူးပါတယ်ရှင်းနေရှာတန်တူကြောင့်ွက်ကိုထိတိမိမိသုံးပြီး ထိလိုက်ခြင်းဖြစ်ဖြစ်ပါတယ်ဘာသာစကားဘက်ကကြည်ကြည်စာပေဘက်ကကြည်ကြည်တန်တူကြောင့်ွက်များသည်စိတ်ဝင်စားပွဲကောင်းသည်ကမဟုတ်ပါလောအနာဒိဗေတစ်ခုတည်းပို့ရင် တနေ့တွင်ကျောင်းမပြန်လာတော့ကျွန်တော်ကိုငယ်ကဖေဖေဒီနေ့အဝတ်စားသစ်တွေနေပါလားကျောင်းမပါခနာရှိလို့လည်းဘူးစိမေးပါတယ်ကျောင်းမဆရာကတော်ပဲရှိလို့တမီးရေဟုကျွန်တော်ကပြန်ပြေးလိုက်တော့ခါတမီးရေကဟင်းဆရာတွေကိုပဲကတော်လာလားဖေဖေဘာဖြစ်လို့ဆ iam မတွေမပါတာလဲဆ iam မတွေကိုမကတော်ဘူးလားဟုထမေးပြန်ပါတယ် ကျွန်တော်ကဆရာဟူသောစကားလုံးတွင်ယောက်ျားဆရာတွေရော မိန်းမဆရာတွေပါအလုံးကျုံဝင်ကြောင်းတမိငယ်ကို ရှင်းပြပါတယ်။သို့တော်တိတ်ကျင်တဲ့ပုံမရှိပါ ဟင်းဖေဖေကလည်းဒီလိုဆိုရင်ရောဆရာဆရာမကတော်ပွဲလို့ပြောတင်တာပေါ့ဟူ၍ပင်ကျွန်တော်ကိုဆရာပြန်လုပ်သေးပါတယ်။အများကတိကျသည့်တိုင်းဆရာဟူသောစကားလုံးသည် သင်ချပို့ကြပေးသည့်ယောက်ျားမိန်းမမရွေးပုဂ္ဂိုလ်အလုံးကိုရည်ညွှန်းနိုင်ပါတယ်။မိန်းမတွေမပါပဲယောက်ျားတွေကြီး၊ကွက်ရည်လည်းရည်ညွှန်းနိုင်ပါတယ်။ဤတစ်စကားလုံးသည် အနတ်ရိပ်ပဲအချင်းကျယ်ရှိနေသောစကားလုံးမျိုးဖြစ်ကြောင်းသိရှာပါတယ်။ထို့အတူစကားလုံးများဤအနတ်သဘောကိုလေ့လာကြည့်မည်ဆိုလျင်ဆရာကဲ့သို့ပင် အနတ်ရိပ်ပဲ အကျဉ်းကျယ်ရှိသော စကလုံးများကို နှင်းစင်သုံးစကားနယ်ပယ်တွင် တွေ့နိုင်ပါသည်။လူဟုသောစကလုံးဆိုပါစို့လူမအတိညာရှိသောအတုံးမျိုးတွင် လူဤနဲ့သည်လူသားအလုံးဟုသော အနက်ပင်ဖြစ်သည်။လေပါဒီမမျှရင်ဤလေးချို့သွေးတခြင်းနယ်တွင်ဒီလူခတ်ပါပြီးငရဲချီတက်တဲ့ရှင်ဟုသောအတုံးမျိုးတွင်လူဤနဲ့သည်ယောက်ျားဖို့တော်ဟုသောအနက်ဖြစ်သောပါသည်။ ဘုံဝငယ်စာစုဥကြည်ဤလွန်ချင်းတပုံမှကျင်ဝိငယ်ဆုံးသူအကျုံလူဟုသော အသောမျိုးတွေကလူဤနဲ့တင်ချစ်သူဤစာဟုသောအနတ်ဖြစ်သွားပြနဲ့ယခုဖော်ပြခဲ့သောအနတ်အသောကိုတွေလူဟုသောအနတ်ကြီးညွန်ပုံများကိုကြည်ပါကလူတရဝအားလုံးထိုမရောက်စာဖိုတရဝထိုမချစ်သူဤစာဟုရဲ့နေပဲလေတဖြည်းဖြည်းချင်းချင်းသွားဒီကို တွေ့နိုင်ပါတယ်။ အလားတူပင်အမျိုးသားဟူသော စကားလုံးကိုမြန်မာပြည်တံအချင်းချုပ်တွင်အနက်ဖွင့်ရာမှတနိုင်ငံတစ်ခုရဲ့တွင်အစင်အဆက်အတူတကွာမိတင်းနေထိုင်လာသောသူများ နိုင်ငံသားနှင့်မျိုးရိုးစသည်သူညီသောလူမျိုးတို့ယောက်ျားတို့ကိုယဉ်ကျေးမှုရာခေါ်တော့အတော်နော်လေခင်မုန်းလေယောက်ျားရေသာဟူ၍အနက်လေးခုပေးထားပါတယ်ထိုနဲ့များတိုင်းပြောဆိုသုံးလုံးပြီးဆိုလည်း တဲ့အမျိုးသားမှတ်ပုံတင်နံပါတ်9ဖော်ပြပါနေ့ကိုမျိုးသားချင်းရိုင်းဘိတ်ကူညီတင်ကြပါတယ်တုံးအမျိုးသားများနဲ့အမျိုးသမီးများ နေရခွဲကြရေးထိုင်ကြပါယင်လေကျမ၏အမျိုးသားမှာအလွန်ရိုးသားသူဖြစ်သည်ဟုသောအထုံးလုံးမျိုးဖြစ်ပါလိမ့်မယ်ထို့အနက်လေကုတွင်လည်းရှင်ညွန်းခံများ၏နေပယ်တစ်ဖြည်းဖြည်းကျင်းလာပွဲကိုတွေ့နိုင်ပါတယ်မိမဟုသောစကားလုံးကိုကြည့်ပါဦးမိမဆိုတာ အလားကြိုက်တယ်ဟူသောအတုံးမျိုးတွင်မိမသည်မသလဝအလုံးကို ရှင်ညွန်ပါတယ်သူမိမကသူ့ကိုအလိုလိုက်တယ်ဟူသောအတုံးမျိုးတွင်မမိမသည်မသလဝအလုံးကိုမမြင်ညွန်တော့ပဲထို့သူဤဇနီးမယားကိုသာရှင်ညွန်ပါတော့တယ်ရှင်ညွန်ခံလည်းပဲကျင်းသွားခြင်းပဲမဟုတ်ပါလောသူစကားလုံးမျိုးသည်အနက်တစ်ခုပြတ်ပို့သောစကားလုံးမျိုးတွင်အကျုံးဝင်ပါတယ် စကလုံးများဤအနတ်များပြမှုကိုအနတ်ရိပဲလေးလာသောပညာရှင်များကစိတ်ဝင်စားကြပါတယ်။အထက်တွင် ဖော်ပြခဲ့သော စကလုံးမျိုးသားမက အခြားနည်းများဖြင့်အနတ်များပြရသောစကလုံးများလည်းရှိပါတယ်။ထေရှားသောအကြောင်းတစ်ခုမှာဥပ္ပစာတင်စားမှုရာအနတ်များပြရခြင်းဖြစ်ပါတယ်။ဥပ္ပစာတင်စားမှုအကြောင်းကိုရခင်ဆောင်မများတွင် အတော်များများတင်ပြခဲ့ပြီးပါပြီ အိန္ဒိယတွင်မူတိတာယုံများတတကအနှဲငယ်ဆောင်ပရစေအိမ်မြန်ဟူသော စကလုံးဤအနတ်ကိုမြမအတိတ်ပဲအချင်းချုပ်တွင်ရှိမည်ဆိုပါလေအအဆောက်အုံများတွင်ကံ့မြောင်နေတတ်ပြီးလက်သက်ခံတော့ရေသုံးလမခံရှိလျက်တော့အညိုရောင်အစင်းရှိသောစုတ်ထိုးတတ်သည့်တရဝငယ်တမျိုးနှင့်မြောက်ရက်ကို အမြဲညွန်ကြနေသည့်တန်လိုက်အင်ထက်သာသောကရိယာ ၃နိုင်တတ်လေဖွင့်နိုင်ပိနိုင်ရဲ့အတွက်ထီယိုတွင်တက်ဆင်ထားသောခလုတ်အိမ်မြဝတ်ဟုလေးလဲခေါ်ပါတယ်။ဟူရဲ့အနက်လေးခုပေးထားသည့်ကိုတွေ့ရပါလိမ့်မယ်။ဖွင့်နိုင်များတွင် ပထမနှစ်တီမူလနှစ်ဖြစ်ပြီးချန်နယ်များမှာမူအိမ်မြနဲ့ပုံတန်းချင်းနိဆက်မှုကိုအကြောင်းပြုရင်ဥပစာတင်စားရမှာပေါ်ပေါက်လာတော့အနံ့များ ဖြစ်ကြောင်းသိနိုင်ပါတယ် အခရာအရေးသားကိုစာဟုခေါ်ရမှာထိုအခရာများဖြင့်ရေးသားဖွဲ့ဆိုချက်ကိုလည်းစာဟုပင်ခေါ်ကစာကောင်းစာညံပေးစာမှာစာသက်သက်ဖြင့်သုံးပုံမျိုးကို ကြည့်လျင်လည်းစက်သက်မှုကိုအကြောင်းပြုရင်ဥပစာတင်စားရမှာစာရေးအနံ့များလာရာချစ်ဖြစ်ကြောင်းတွေ့နိုင်ပါတယ်အကြောင်းပြုသည့်လုပ်ငန်းကိုလည်းအနံ့ကွဲရမှာစကားတလုံးဤ အမြင်များပြားလာခြင်းမျိုးလည်းရှိပါတယ်ပုံစံဟူသောစကားလုံးကိုကြည့်ပါတကြီးမှာသုံးလည်းရဲ့နန်းတော်ပုံစံရှုကင်းပုံစံစတတ်ပြီးအနက်တဲ့မျိုးဖြစ်ပါလိမ့်မယ်စရင်စရာကိစ္စမှာပုံလည်းရင်ငွေသိန်းပုံစံကုန်ဝေးပုံစံစတတ်ပြီးအနက်တဲ့မျိုးဖြစ်ပါလိမ့်မယ်တောင်းမှာသုံးလည်းရင်ပုံစံကွက်တောင်းပုံစံစတတ်ပြီးအနက်တဲ့မျိုးဖြစ်ပါလိမ့်မယ် စကားတလုံးဤအနံ့အများပြမှုနဲ့တန်သူចောင်းခွဲကိုခက်ကြလေရှိကြပါတယ်။တန်သူចောင်းခွဲမှာစကားတလုံးနဲ့ကအနံ့ကွဲပြားသွားခြင်းမျိုးမဟုတ်ပဲအတန်သူတော်တိချစကားလုံးများဤအနံ့ကွဲပြားသွားခြင်းဖြစ်ပါတယ်။တတကအဖြစ်ကံအခြေခံနဲ့ကံခြင်းနဲ့ကတူဆွေမျိုးနဲ့တူထုတိတူစသည်လို ဖြစ်ပါတယ်။တန်သူចောင်းခွဲတွင်အတက်ပါစကားလုံးများကဲ့သို့ အတန်လဲသူအရေးလဲသူတော့တန်သူကြောင့်ကွဲများရှိတဲ့ကဲ့သို့ကျင်ကျင်ကြည်ကျင်သတ်တဲ့ဖြစ်တန်သူပြီးအရေးကွက်တော့သူအတန်သူကြောင့်ကွဲများလဲရှိပါတယ်သို့သောစကားတလုံးဤအနက်ကွဲလာတန်သူကြောင့်ကွဲလာဆိုသည်ကို ခွဲခြားရန်မလွယ်ကူသည့်အခါများလဲရှိပါတယ်အတန်သူပြီးအနက်ကွဲသောစကားလုံးနှလုံးကို တွေ့ရပြီဆိုလျှင်စကားတလုံးလဲလာစကားနှလုံးကို လာဆုံးဖြတ်ရန်က အခကတိန်မလွယ်ကူကြပညာရှင်တို့မိတ်ဆွေကြပါတယ်အဘိဓမ္မာတွင်မူစကားတစ်လုံးနဲ့ဤအနက်ကွဲများဖြစ်လျင်တိကျခွဲရပြလည်းရှိပါတယ်ဆိုပါဆိုမြန်မာပြည်တဲ့အချင်းချုပ်တွင်ဆိုးဟုသောစကားလုံးကိုအနက်ဖွင့်ရ၌ဆိုးဆိုးဟူ၍အဆုနဆုခွဲရပါတယ်ဆိုးကိုအနက်ဖွင့်ရတဲ့အာနာပိုင်ဖြစ်ထိမ့်သိမ့်အုပ်ချုပ်သည် နဲ့ကြီးမှုကကဲတီဟူရဲ့အနက်နှစ်ခုပေးထားပါတယ်။ဆိုဤအနက်ခွဲနှစ်ခုဖြစ်သည့်အတွက်တစ်ခုတည်းပြထားစီကိုတွေ့ရပါတယ်။တဖန်ဆိုးကိုအနက်ဖွင့်ရတဲ့ကြောင်ကြာစိတ်ပူတီညွတ်တီကြောက်တီဟူရဲ့ဖွင့်ထားပါတယ်။ဆိုဤအနက်များနဲ့မတူပဲ။ကွဲပြားသွားသည့်အတွက်တိချခွဲပြားထားသည့်ကိုတွေ့ရပါတယ်။ ဤပြည်တဲ့အနတ်ထိပ်ပွဲရာဆိုသည်အနတ်ကွဲနှစ်ခုရှိသော စကလုံးဖြစ်သည်ဟုသိနိုင်ပြီးစိုးနစ်ဆိုတော့မှမူအတန်တူပြီးအချင်းချင်းတိချကွဲပြားနေသောတန်တူကြောင့်ကွဲစကလုံးများဖြစ်သည်ဟုသိနိုင်ပါသည်စကားတစ်လုံးတွင်အနတ်တစ်မျိုးထပ်ပုံပြီးမြပြတတ်သည်သဘောကြောင့်လူတို့အဖို့အနောက်တစ်ခုစီတဲ့စကားတစ်လုံးကြီးတိကျတတ်မှတ်စရာမလိုတော့ပဲ မှတ်သားရသည့်စကားလုံးရေတက်လျှော်နေသွားပြီး ဝင်ဖို့သွားသည်ဟုဆိုနိုင်ပါတယ်။စကားလုံးရေတက်မဖောင်းပွားတော့ပဲကျဉ်လည်းမှုရှိခြင်းအနံ့မျိုးမျိုးထွက်အောင် အလဲပြောင်းသုံးနိုင်ခြင်းတို့ကြောင့်စကားလုံးများ၏အနံ့များပြားစင်သည်တံမိုးမဖြစ်နိုင်သောအချက်တစ်ခုဖြစ်သည်ဟုပညာရှင်တို့ကမိတ်ဆွေကြပါသည် စကားတစ်လုံးတွင် အနံ့တစ်ခုတည်းပိုသည့်အတွက်ပေနတ်ကိုဆိုလိုမှမကွဲပြားပဲ ဝရဝတာဖြစ်သည့်အခါမျိုးလည်းရှိပါတယ်။သို့တော်များသောအဖြစ်မူထို့ထို့ဝတဝါမဖြစ်အောင်ခွဲခြားပေးနိုင်သည့်ထောက်ကူချက်များရှိပါတယ်။ထောက်ကူချက်တစ်ခုအားစကားဆက်ပင်ဖြစ်သည်အနက်တစ်ခုထက်ပိုသော စကားလုံးကို အသုံးပြုရာတွင်ပေအနက်ကိုဆိုလိုကြောင်းထစကားလုံးထည့်ဆောင်သည့်စကားစကားဖော်ညွှန်းပေးတတ်ပါလေ။ဆောင်းပါးစတွင် ပြခဲ့သည့်တတကားကိုကြည့်မည်ဆိုလျှင် ဆရာမန်တပြအနန္တကိုင်းဝင် ဖြစ်စီဟူသောအတုံးမျိုးတွင်ဆရာဤအနတ်သည်ကြမ်းမမရွေးဆရာဆမအလုံးကိုဆုလိုကြသကားဆက်အရာတည်တံနိုင်ပါれထို့အတူဥကြရင်ကတော့အင်မတန်တော်တဲ့ဆရာပါပဲဟူအတုံးမျိုးတွင်ဆရာဤအနတ်ဒီဆရာမမဟုတ်တော့အမျိုးသားဆရာကိုဆိုလိုကြောင်းစကားဆက်ရပင်သိနိုင်ပါတယ် စကားလုံးတစ်လုံးနောက်ကဆက်ရတော့ဖြစ်စည်းစကားကလည်းစကားလုံးနဲ့ကိုခွဲပေးနိုင်ပါတယ်ကျွန်တော်ဆိုတော့စကားလုံးကိုကြည်ပါထို့စကားလုံးဒီကြီးတော်မျိုးကျွန်တော်မျိုးဟူသောအနက်လဲကြပါတယ်ယောက်ျားများမိမိကိုယ်ကိုနှိမ့်ချသုံးတော့စကလုံးဟူသည်အနက်လဲကြပါတယ်ထိုအနက်နှစ်ခုတွင်ပယ်အနက်နှင့်သုံးချောင်းတွင်းနှင့်အများဟူသောပစ္စည်းစကလုံးနှစ်ခုက ခွဲခြားပေးနိုင်သူကိုတွေ့ရပဲကျွန်တော်တို့လာခဲ့ပါမယ်ဟုတုံးလည်းရင်ကျွန်တော်အသည့်ယောက်ျားများကမိမိတို့ကိုကိုနှိမ့်ချညီညွတ်သည့်စကားဖြစ်ကြောင်းသိနိုင်ပါတယ်ကျမတို့သူတို့ငါတို့စသည်ကဲ့သို့ဖြစ်ပါတယ်ကျွန်တော်များတန်ခါဒါနာဆွမ်းလောင်းတင်ကအလူခံနေတဲ့ပြခမဟုတုံးလည်းရင်ကျွန်တော်သည်ကျေတော်မျိုးကျွန်တော်မျိုးဟုသော အနက်ရိတ်ရဲ့ဖြစ်ရင်ချီချီတုံးသည့်စကားမျိုးဖြစ်သွားပါပြီ ေါ်ရေးရှင်အောင်ခွဲခြားပြရမည်ဆိုလျှင်ယောက်ျားများမိမိကိုယ်ကိုရည်ညွှန်းတော့ကျွန်တော်သည်ငါသူမင်းထိုနည်းသူနန်းစားတဘောဆောင်သည်ထို့ကြောင့်အခြားနန်းစားများတွင်ငါတို့သူတို့မင်းတို့ဟူ၍တို့ဖြစ်စီတဲဆောင်တည်နေသူကျွန်တော်တို့ဟူတုံးရခြင်းဖြစ်ပါတယ်ခြေတော်မျိုးကျွန်တော်မျိုးဖြစ်တော့ကျွန်တော်မှမူလူစေရငဲ့သတိနန်းများနေနေသူနန်းတဘောဆောင်ပါတယ် ထို့ကြောင့်အစားအနများတွင်လူအများဆေးရများငှက်များဟူ၍များပြည့်စည်တက်တုံနေသည့်သူကျွန်တော်များဟု300ချင်းဖြစ်ပါတယ်အတူတက်တုံသောစကလုံးများကလည်းအနက်ခွဲပေးနိုင်ပါတယ်စကူဖြူအသားဖြူတပြောဖြူဟူသောအတုံးများတွင် ပထမဖြူသည်နွားနုတ်ကဲ့သို့ဖိုးဖေးဖြူသည့်သဘောကိုဆိုလိုကြဒုတိယဖြူမှာမူနွားနို့လိုဖြူချင်းမျိုးမဟုတ်တော့လေအစားရင်မမမညို့ စီတင်စင်ကြယ်နေသည့်သဘောကိုဆိုလိုကြတရရဖြူမှာညဉ့်နှမ်းမှုမရှိဘဲစင်ကြယ်နေသည့်သဘောကိုဆိုလိုကြအတူရှင်တဲနေသော စကားများကပေါ်ပြနေခြင်းဖြစ်ပါတယ်။အာသစကားသည်လူချင်းဆက်ဆံရာတွင်ထ ිය ောက်ထမြက်သောဆက်သွယ်ရေးပစ္စည်းတစ်ခုဖြစ်ကြောင်းအများသိကြပါတယ်။ထို့သောထ ිය ောက်ထမြက်ရာချင်းဤအကြောင်းများတွင်အသစကားတီအနာရိပ်ပဲတစ်ခုထပ်ပေါ်၍ကြကြဝဝဖော်ညွှန်းသော စကားလုံးများ၏ အာနိသင်သည်လည်းအကြောင်းရင်းတရက်အဖြစ်အပါဝင်နေသည်ဆိုရပါမည်လို့တရားကြီးမခွေမင်းတနုပြူရဲ့စကားသမုတ်တရားစာသမုတ်ရာဆိုတဲ့စာအုပ်လေးရဲ့အပိုင်း15ကိုဒီမှာပဲခေတ္တခဏအရှနာတွင်ပြုပါရှင်။နည်းနည်းလေးရွတ်ပတ်ပြတာလေးကို အချိန်ပေးနာဆင်ပေးပါတော့ချတော်လေးတို့ရဲ့ www.achibano နန္ဒလေးတို့ရဲ့မမ YouTube channel လေးကိုလည်း like and subscribe နဲ့ဝင်ရောက်ပေးကြပါစစ်တော်လေးတို့ရဲ့ဆင်းရဲကြစိတ်ပြတ်စရာအားငယ်စရာနာကျင်စရာတွေကိုစစ်တော်လေးတို့နဲ့တူနန္ဒလေးကအတူတူရှိနေပေးမှာမို့အယယာအတင်းရင်ကြဖြတ်ကြမယ်နော် fighting ဘေးဘရာတွေဝေးကွာပါစေနော် fighting